မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်နိုဝင်ဘာလ23ရက် MCDM ပြည်တွင်းသတင်းများကိုတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မုံရွာမှာစစ်ကော်မရှင်တပ်က gyrocopter ဖြင့်ဘုံကျဲတိုက်ခိုက်9နှစ်နဲ့10နှစ်အရွယ်ကလေးနဲ့ဦးအပါဝင်3ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းမုံရွာမြို့နယ်ရေတုံရွာနဲ့ဘူးတောင်းကံရွာကြားရှိနေအိမ်များကိုအကြမ်းဖက်စစ်ကော်မရှင်တပ်ကဂျိုင်ရိုကော်ပတာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေထံမှသိရပါတယ်နိုဝင်ဘာလ22ရက်မနက်စင်နိုင်ကျော်ကမ်းမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာတဲ့ဂျိုင်ရိုကော်ပတာများက ရတုံနဲ့ဘူးတောင်းကန်ရွာကြားမှာရှိတဲ့အရက်သားပြည်သူများရဲ့နေအိမ်တဲများကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဘုံကျဲတိုက်ခိုက်မှု အတွင်းအသက်၈နှစ်အရွယ်မဲ့ဤရွှေဤဖြူ၅နှစ်အရွယ်မောင်ဟင်းထက်နဲ့၃၂ခန့်ရှိတဲ့ကိုအောင်စိုးထွေးတို့၃ဦးထိမှန်တိဆုံးခဲ့တယ်လို့သိရပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့တရင်ကျွတ်လာပြင်းညားကလည်းမုံရွာနဲ့6ဦးအဆက်ကမီးထုံးပွဲကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာဆက်တက်၄ထိများဖြင့်အချိန်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာ ြည်သူ20ကျော်တည်ဆုံးပြီးတော့40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာဆက်လက်ပြီးတော့တောင်တာမြို့နယ်ညောင်တူကျေးရွာကိုစစ်တပ်မီးရှို့ပြီးနေအိမ်90ခန့်ပျက်စီးခဲ့ပြီးတော့တန်ကာတပါမီးတဲပါကပြန်လည်တော်မူတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်မန္တလေးတိုင်းတောင်တာမြို့နယ်ညောင်တူကျေးရွာကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့ပြီးတန်ကာတပါလည်းမီးတဲပါကပြန်လည်တော်မူခဲ့တယ်လို့ဒေသခံတွေထံမှသိရပါတယ် နိုဝင်ဘာလ22ရက်နေ့လယ်2နာရီဝန်းကျင်မှာတောင်သာမျိုးကလာတဲ့အင်အား300ခန်းပါစစ်ကော်မရှင်တပ်ဖွဲ့ဟာစစ်ကြောင်း3ကြောင်းခွဲကညောင်တို့ကြေးရွာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ဆိုပါတယ်။ စစ်ကြောင်းတစ်ကြောင်းဟာညောင်တို့ခြေရွာကိုဝင်ရောက်မိရှုဖျက်ဆီးခဲ့ပြီးတော့ကြမ်းစစ်ကြောင်းနှစ်ကြောင်းဟာခြေရွာအနီးမှာရှိတဲ့ဒေသခံကာကွယ်ရေးတပ်တခုရဲ့ဂိတ်စခန်းကိုမိရှုဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။မိရှုဖျက်ဆီးမှုကြောင့်ခြေရွာအတွင်းကနေအိမ်90ခန့်ဖျက်ဆီးသွားခဲ့ရပြီးတော့မီးလောင်ချိန်မှာမထွက်ပြေးနိုင်တဲ့တပ်တော်80ကျော်အရွယ်တန်ကာတပါမီးတဲ့ပါကပြန်လွန်တော်မူသွားခဲ့တယ်လို့ဆိုပါတယ်။ ၎င်းစစ်ကြောင်းဟာလက်ရှိမှာမြေပြူကုန်းရွာဘက်ကိုစစ်ကြောင်းဆက်ထိုးနေပြီးတော့အနီးအနားမှာရှိတဲ့ကျေးရွာ900ခန်းကဒေသခံ9000ဝန်းကျင်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျင်းတလီမှာစစ်တပ်လေးကြောင်းတိုက်ခိုက်ခဲ့ရမှာကလေးငယ်တအူးတေဆုံး၄ဦးတန်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ရခိုင်ပြည်နယ်ကွားမြို့နယ်ကျင်းတလီမြို့အမှတ်၁ရပ်ကွက်အတွင်းကိုစစ်တပ်ကနိုဝင်ဘာလ22ရက်နေ့မွန်လွဲတနားရီကျော်မှာ Jet Fighter ဖြင့်ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအသက်9နှစ်အရွယ်မောင်ချမ်းဘုံသက်တီဆုံးခဲ့ပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း APM သတင်းဌာနကဖော်ပြထားပါသည်။ ဒဏ်ရာရရှိသူများမှာအသက်30နှစ်အရွယ်၊ဦးမြတ်သူရဆူအသက်40နှစ်အရွယ်၊ဦးငိမ့်ချန်းကျော်အသက်65နှစ်အရွယ်ဒေါ်မြတ်မြတ်ဆူနဲ့အမိမတိပြည်သူတဦးတို့ဖြစ်ပြီးတော့နေအိမ်လေးလုံးလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ဘုံကြောက်ပောက်ကွဲမှုကြောင့်မောင်ချမ်းဘုံတက်မှာဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီးတော့အရေးပေါ်ဆေးကုသမှုခံယူရန်ပို့ဆောင်စဉ်ဆုံးပါသွားခဲ့တယ်လို့သိရပါဗျခင်ဗျာ။ ဆက်လက်ပြီးအရခတက်တော်ဘိုလောင်းရှိဦးကြဆုံးခဲ့တဲ့နိုဝင်ဘာလ19ရက်17နှစ်ပြည့် AA ပြုတ်လုတဲ့တရင်ကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်မှာရှိတဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်နေမြေအတွင်း ဝေးချိုင်းပွန်းဘိုးတင်တန်းချောင်းမှာစစ်ပညာသင်ယူနေတဲ့အာရခတက်တော် AA ဘိုးလောင်းရှိဦးအပါဝင် တိုင်းသာတော်လိုင်းအဖွဲ့များမှဘိုးလောင်းစုစုပေါင်း23ဦးကြာဆုံးခဲ့ရတဲ့2014ခုနှစ်နိုဝင်ဘာလ19ရက်မှာယခုနှစ်မှာ17နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်းအာရခတက်တော် AA ကထုတ်ပြန်ထားပါရီ2014ခုနှစ်နိုဝင်ဘာလ19ရက်နေ့လယ်12:45မိနစ်ဝန်းကျင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်အလေးအငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘူလောင်း23ဦးတပြိုင်နက်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။အရကတက်တော်အနေဖြင့်နှစ်စဉ်နိုဝင်ဘာလ19ရက်နေ့ရောက်တိုင်းကြာဆုံးဘူလောင်းများအထွတ်ဝန်းနေအောင်မေးပွဲအထိမ်းမဲ့ခန်းနာများပြုလုပ်ခြင်းအာဇာနီကုန်းမှာလွမ်းသူပန်းချဂါရဝပြုခြင်းအောင်လန်တဝက်လွှင့်ထူခြင်းများဆောင်ရွက်ခဲ့ကြကြောင်းဖော်ပြထားပါတယ်။ ယခု17နှစ်ပြည့်မှာမူစီအေးအခြေအနေကြောင့်အခမ်းအနားကိုအချင်းချုပ်သာကျင်းပခဲ့ရကြောင်းသိရပါပြီ။အာရကတက်တော်ကနိုဝင်ဘာလ19ရက်နေ့ကိုဘယ်တော့မှမေးလျော့မှာမဟုတ်တယ်လို့တိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးဆဲခဲ့ကြတဲ့ဘူလောင်းများရဲ့ဆွန့်လွတ်အနေနာခံမှုများကိုလည်းအမြဲတမ်းသတိတရအမှတ်ရနေမယ်လို့ထုတ်ဖော်ပြောဆိုထားပါရခင်ဗျာ။ဆလဘီမြိုင်နဲ့ပေါ့မြုတ်နဲ့အဆက်မှာစစ်တပ်ရဲ့စက်တက်လီထီတစည်းကိုတော်လိုင်းတပ်ဖွဲ့တွေပြစ်ချတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်မှာပြည်သူ့ကိုဘုံကျဲတပ်ဖြတ်နေတဲ့အကြံဘက်စစ်ကော်မရှင်တပ်ရဲ့စက်တက်လေးတီတစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့မြိုင်ပကဖကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ22ရက်ညနေ4:45မိနစ်ခန့်မှာပခုတ်ကူတပ်မတရားတင်မှတက်လာတဲ့စက်တက်လေးတီတစည်းကိုမြိုင်ပကဖပေါက်ပကဖနဲ့ MGY PDF တပ်များကပူးပေါင်းပြစ်ချခဲ့တယ်လို့ဆိုပါတယ်။ စက်တက်လေးထီပြက်ကျသွားတဲ့နေရာကိုတော်လိုင်းရဲတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေပြီးတော့စက်တက်လေးထီပေါ်လိုက်ပါလာတဲ့စစ်သားများတေဆုံခြင်းရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ပြစ်ချခံရတဲ့စက်တက်လေးထီအပါဝင်နှစ်စီးဟာပေါ့နဲ့မြိုင်မြို့နယ်တဲစစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုပြစ်ကူပေးရင်ပြည်သူကိုဘုံကျဲတက်ပြတ်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကလည်းဖြူမြို့နယ်မကြီးကုန်းတောင်ရွာကိုဘုံကျဲပြီးတော့ပြန်လာတဲ့စက်တက်လေးထီးတစည်းပြတ်ကျခဲ့ပြီး၎င်းစက်တက်လေးထီးကိုတော်လိုင်းတပ်ဖွဲ့တွေကမိရှုဖျက်ဆီးခဲ့ပါသေးတယ်ခင်ဗျာဆက်လက်ပြီး လောင်ပြေကျွန်းရွှေမျောလောက်ွက်ကိုစစ်ကော်မရှင်တပ်ဘုံကျဲပြည်သူ73ဦးတန်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြေကျွန်းရွှေမျောနေရာကိုစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာ73ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာပြင်းထန်ကာစိုးရင်ရသူတွေလည်းရှိတယ်လို့ဒေသခံတွေထံမှသိရပါတယ်။နိုဝင်ဘာလ22ရက်နေ့လေတနာရီခွဲကနေညနေ4နာရီအတွင်း K8W လေယာဉ်နဲ့၄ချိန် gyrocopter 3စီးနဲ့3ချိန်ဘုံကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက် ုက်ခိုက်မှုအတွင်းဒေသခံ73ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာပြင်းထန်တာကြောင့်အသက်အန္တရာယ်ဆိုးရင်ရတဲ့လူတွေလည်းရှိတယ်လို့သိရပါတယ်။ဒါအပြင်မျောဖောင်နှစ်ခုမိလောင်ပျက်စီးခဲ့ပြီးဖောင်နှစ်ခုချင်းတွင်းမြစ်ထဲနင်းမြုပ်ခဲ့တာဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လောင်ကြီးကျွန်းအနီးရွှေမျောလောက်ကတ်တွေကိုတော်လန်ကြီးတပ်ဖွဲ့တွေကဒူးဖော်လောက်ကင်ဖို့ပြင်ဆင်နေပြီးတော့ဒေသခံခြေရွာတွေကအော်တိုဘာလ2ရက်5ရက်နဲ့နိုဝင်ဘာလ10ရက်နေ့တို့မှာလှည့်လေဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်ခင်ဗျာ။ ဆက်လက်ပြီးနိုင်ငံကျော်ကဗျာဆရာကြီးကိုလီအင်းဝဂုံကြီးကွဲလွန်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။နိုင်ငံကျော်ကဗျာဆရာကြီးကိုလီအင်းဝဂုံကြီးဒီကနေ့နိုဝင်ဘာလ22ရက်မနေ့ပိုင်းမှာကွဲလွန်သွားပြီလို့ကဗျာဆရာအတိုင်းဝိုင်းကပြောပါရယ်။အသက်62နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ကဗျာဆရာကြီးကိုလီအင်းဝဂုံကြီးဟာမန္တလေးမြို့မှာဈေးကူတောင်းမှုခံယူနေစဉ်96ပါးယောဂနဲ့ကွဲလွန်သွားခဲ့တာလို့တမီးဖြစ်သူမန်နီတာကလည်းသူရဲ့လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။ဆရာကြီးကို1936ခုနှစ်ဩဂုတ်လ 17ရက်မှာမန္တလေးတိုင်းတတဦးမြို့နယ်အင်းဝါမြို့ဈေးကျူပပေးတန်းရက်ကွက်မှာအဘဦးချွန်အမိဒေါ်မမကြီးတို့ကမွေးဖွားခဲ့တာဖြစ်ပြီးတော့မွေးချင်း၃ယောက်အနက်အကြီးဆုံးသားလို့သိရပါတယ်။ဆရာကြီးကွယ်လွန်သွားတာဟာတံပိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုဖြစ်ကြောင်းနဲ့ဆရာကြီးကောင်းရပုံရောက်ရှိမယ်လို့ယုံကြည်ကြောင်းဆရာကြီးကိုချစ်မြတ်နိုးသူတွေကလူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားကြပါတယ်။1942 1945ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းမန္တလေးကနေအင်းဝါကိုစစ်ရှောင်ပြေးလာတဲ့ ME တော်အောင်မန္တလေးအမျိုးသားအပေါင်းဆရာများနဲ့ဖခင်ဦးချုံတို့တီထောင်နဲ့အင်းဝဂုံကြီးအပေါင်းမှပညာသင်ယူခဲ့ပါတယ်။ကျွန်ုပ်တို့ဌာနရွှေအင်းဝါဆိုတဲ့ကဗျာနဲ့1952ခုနှစ်ဩဂုတ်လထုတ်မန္တလေးမြမလန်းစဉ်သတင်းစာမှာပုံနှိပ်ဖော်ပြခြင်းခံရတဲ့ဆရာကြီးဟာမန္တလေးတက္ကသိုလ်ကအပေါင်းသားကဗျာဆရာရီတဲမှာထင်ရှားသူတယောက်ဖြစ်ပြီးတော့နာမည်ကျော်ကဗျာဆရာကြီးတွေဖြစ်တဲ့တင်မူမောင်စွမ်းကြီးကြည်အောင်တို့နဲ့အတူကဗျာတက်မှုကြီးလေးဦးအဖြစ် တင်စားခံရပါတယ်။ ဆရာကြီးက1965ခုနှစ်မှာလန်တစ်ကဗျာများစာအုပ်နဲ့အမျိုးသားစာပေကဗျာပထမဆုံးရရှိခဲ့ပြီးတော့2012ခုနှစ်မှာမွန်တစ်အမီကဗျာစာအုပ်နဲ့တော်ဖျားလေးကဗျာစု2014ခုနှစ်မှာအမျိုးသားစာပေတသက်တာစုအလင်္ကာကျော်စွာစုတို့ချင်းမြင့်ခြင်းခံခဲ့ရပါတယ်ဆရာကြီးကွယ်လွန်ချိန်မှာဇနီးဖြစ်သူဆရာမဒေါ်ညွန့်ညွန့်တာသမီ9ဦးမြေး6ယောက်မြစ်3ယောက်ကျန်ခဲ့တယ်လို့သိရပါတယ် ဆရာကြီးရဲ့နာရီကိုနိုဝင်ဘာလ23ရက်နေ့လေတနားရီမှာတရက်ဦးနေအိမ်ကနေတရက်ဦးတုတ်တန်ကိုပို့ဆောင်ပြီးတော့မီးသိန်းချုပ်မယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖရူဆိုမှာခမရ931တက်သားတအူတနက်နေ့အတူအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ် ကိန်းဒီပြည်နယ်ပြူစုံမျိုးနယ်မှာရှိတဲ့ခမရ931တက်ရင်မှစစ်သားတအူရှေ့တန်းကိုပို့ဆောင်ခံရချိန်တနက်နေ့အတူ Karini Army BA Fighter အလင်းဝင်ရောက်လာခဲ့ကြောင်း BA Fighter ဝင်ရှိသူကနိုဝင်ဘာလ22ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ နိုဝင်ဘာလ9ရက်ကဖရူဇူမှဘောလက်ခဲဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းအတွင်ရှေ့တန်းကိုပို့ဆောင်ခံရတဲ့အစိုးရစစ်သားဟာ BA5 ထံချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။၎င်းက MA1 တနက်တလက်လက်ပစ်ဘုံတစ်လုံးဓာတ်တစ်ချောင်းနဲ့လက်ကင်ဖုံးယူဆောင်လာခဲ့ပြီးတော့စုချင်းငွေချင်းမြင့်နိုင်ရန် CDM ဌာနကိုပို့ဆောင်ထားကြောင်းသိရပါတယ်။လက်ရှိအလင်းဝင်လို့တဲ့စစ်သားများနဲ့စစ်မှုထမ်းတပ်သားတင်များကိုနေမြေအတွင်တော်လိုင်းတပ်ဖွဲ့များကိုအ мян ဆုံးချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ကြရန် BA5 ကထပ်မံတိုက်တွန်းထားပါတယ်ခင်ဗျာ ဆလဘီအကြံဖက်စစ်တပ်ကိုတိုင်ကကြံခံရေးပါတီအတွက်လက်နက်ကင်ပြီးမဲဆွယ်နေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အကြံဖက်စစ်တပ်ကိုတိုင်ကကြံခံရေးပါတီအတွက်လက်နက်ကင်ပြီးတော့မဲဆွယ်နေတာကိုလူမြင်ကွင်းမှာထင်ထင်ရှားရှားကျူးလွန်နေတာတွေ့မြင်နေရပါပြီ။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကရွာငံမြို့နယ်မှာလက်နက်အပြည့်အစုံနဲ့စစ်ကောင်စီရဲ့စစ်သားတွေကကြံခံရေးပါတီအတွက်မဲပေးဖို့ ပန်ဖလက်တွေလိုက်ဝေနေတာကိုတွေ့ရှိရပါတယ်။ဒီမြင်ကွင်းတွေကိုကြည့်ပြီးတော့စစ်ကောင်စီရဲ့အတ္တမဖိအားပေးကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြဖို့ပြင်ဆင်နေကြတဲ့အမတ်လောင်းတွေကတော့ငုတ်တုတ်ကြီးမိနေကြတယ်လို့ဆိုပါတယ်။မဲမတမာလို့အာနာထိန်ရပါတယ်ဆိုခဲ့တဲ့တမိုင်းကြောင်းမကောင်းတဲ့အကြံဖက်စစ်တပ်ဟာဒီတခါလဲမဲမတမာမှုတွေကျူးလွန်ဖို့ပြင်ဆင်နေတာကိုအချင်းချင်းလက်တုမင်းမြန်ယုံကလွဲလို့ဘာမှမတက်နိုင်တဲ့အခြေအနေဖြစ်နေကြပါတယ်။ လက်နက်ကင်ထားတဲ့အကြမ်းဖက်စစ်သားတွေဝီနေတဲ့ကျန်းဖို့ပါတီလက်ကမ်းစာဆောင်တွေကိုဒေသခံပြည်သူတွေကလက်မခံဘဲငင်းဆန်ဖို့အခြေအနေလည်းမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာအခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ MCDM သတင်းတော်ကိုသစ်လူလေးနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ